တာသမီးမင်္ဂလာပါဒီချေဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ဘီတုကပညာရှင်ဦးတန်းဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ် ကဲဒီချက်တို့ဒါဆိုရင်ဒီချက်ရှေ့မှာရှေ့သင်ငန်းစာတွေမှာတော့ဗိုလ်ချုပ်အောင်ဆန်းအကြောင်းပြောသွားပါတယ်ဗိုလ်ချုပ်အောင်ဆန်းအကြောင်းမှာဆိုရင်ဒီချက်တို့ဗာလေးပါတယ်ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးဖွားရာဒေတာဗိုလ်ချုပ်အောင်ဆန်းရဲ့မိခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ဖခင်ဆိုပြီးတော့အကြောင်းများလေးပါပါတယ်ဒီမှာလည်းဗိုလ်ချုပ်အောင်ဆန်းအကြောင်းများနဲ့အတူတူပါပဲဥတန်ကိုဘယ်မှာမွေးဖွားလဲမိခင်ဖခင်တွေကဘသူတွေလဲဆိုပြီးတော့ဒီချက်တို့အကြောင်းများလေးကိုဆက်ပြီးတော့လေ့လာသွားမှာပဲဖြစ်ပါတယ် မောင်တန့်ကိုကတော့တဲ့1906ခုနှစ်ဇန်နဝါရီ22ရက်နေ့မှာတဲ့အေယာဘရီတိုင်းဒေသကြီးမအူပင်ခရိုင်ပန်းတနော်မြို့မှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်တဲ့ဒါဆိုရင်ဒီချေတို့မောင်တန့်ကိုဘယ်မှာမွေးဖွားခဲ့တာလဲအေယာဘရီတိုင်းဒေသကြီးမအူပင်ခရိုင် ပန်းတနော်မျိုးမှာမွေဖွားခဲ့တာပဲဖြစ်ပါတယ်တဲ့ဒါဆိုရင်ဒီချေတော့မောင်တန်းရဲ့မိဘတွေကဘသူတွေလဲမောင်တန်းရဲ့မိဘတွေကတော့တဲ့ဆန်ဆက်ပိုင်ရှင်နဲ့မြေပိုင်ရှင်ဖြစ်တဲ့ဦးဖိုးနှင်းနဲ့ဒေါ်နန်းတောင်းတို့ပဲဖြစ်ပါတယ်ဒါဆိုရင်ဒီချေတော့မောင်တန်းရဲ့ဖေဖေမေမေပေါ့နော်ဒီတနည်းအားဖြင့်ပြောဆိုရင် မိခင်ဖခင်နော်အမျိုးမျိုးပြောလို့ရပါတယ် ဟာခင်ဦးဖိုးနှစ်ကဆိုရင်တော့ဖြင့်တက္ကသိုလ်ပညာတတ်တူဖြစ်ပြီးတော့တဲ့မောင်တန်းရဲ့ပညာရေးကို အထူးအားပေးသူပဲဖြစ်ပါတယ်တဲ့ ။ဒီချေတို့ကဒါဆိုရင်ဒီချေတို့မောင်တန်းရဲ့ဖခင်ကတော့တက္ကသိုလ်ပညာတတ်တူဖြစ်ပြီးတော့တဲ့မောင်တန်းရဲ့ပညာရေးကိုလည်းအထူးအားပေးသူတရားဖြစ်ပါတယ်တဲ့မောင်တန်းဟာတဲ့ပန်းတနော်မျိုးနယ်မှာရှိတဲ့ဆရာကြီးဥပါဟန်ရဲ့မြမစာတင်ကြောင်း YMBA အလဲတန်းကျောင်းနဲ့အမျိုးသားအထက်တန်းကျောင်းတို့မှာပညာတင်ကြားခဲ့ပါတယ်တဲ့ဒါဆိုရင်ဒီချေတို့မောင်တန်းကဘယ်မှာပညာတင်ကြားခဲ့တာလဲဆိုရင်ပန်းတနော်မျိုးနယ်မှာရှိတဲ့ ဆရာကြီးဦးပါဟန်ရဲ့မြန်မာစာသင်ကျောင်း YMBA အလဲတန်းကျောင်းနဲ့အမျိုးသားအထက်တန်းကျောင်းတို့မှာပညာသင်ကြားခဲ့ပါတယ်တဲ့။မောင်တန်းပညာသင်ကြားခဲ့တဲ့နေရာ၃နေရာရှိပါတယ်။ဘယ်နေရာတွေလဲဆိုရင်ပန်းတနော်မြို့နယ်မှာရှိတဲ့ဆရာကြီးဦးပါဟန်ရဲ့မြန်မာစာသင်ကျောင်း YMBA အလဲတန်းကျောင်းနဲ့အမျိုးသားအထက်တန်းကျောင်းတို့ပဲဖြစ်ပါတယ်တဲ့ ဒါကတော့ဒီချေတို့မောင်တန်းရဲ့ဒီချေတို့ဘယ်မှာမွေးဖွားခဲ့လဲပညာရေးကိုဘယ်မှာလေ့လာစီပူခဲ့လဲဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။ကဲနောက်ထပ်အကြောင်းအရာလေးတစ်ခုကတော့ဒီချေတို့မောင်တန်းဟာတဲ့စာကြိုးစားပြီးတော့စာတော်တဲ့ចောင်းသားတက်ဦးဖြစ်ပါတယ်တဲ့။သူကတော့တဲ့စာဖတ်တာအလွန်ဝါသနာပါပြီးတော့ចောင်းစာကိုចက်မှတ်ပြီးချိန်မှာရှေးမြန်မာစာပေတွေကိုလည်းလေးလာမှတ်သားနေတတ်ပါတယ်တဲ့ဒီစာဒါဆိုရင်တီချေရိုးက ာဖတ်တာအလွန်ဝါသနာပါတယ်။ចောင်းစာတွေကိုကြက်ပြီးသွားပြီးတာလို့သမီးတို့ဆိုရင်လည်းចောင်းမှာចောင်းစာရှိတယ်။ကျောင်းကနေပြီးတော့ပေးလိုက်တဲ့အင်စာတွေလည်းရှိတယ်။ဒါဆိုရင်တီချယ်တို့ကျောင်းကနေပြီးတော့ပြန်သွားပြီးကျောင်းကနေပေးလိုက်တဲ့အင်စာတွေကိုအိမ်ရောက်ရင် ပြီးအောင်လုပ်လိုက်တယ်။ပြီးအောင်လုပ်ပြီးတော့တီချယ်တို့တာဝန်သမီးကိုဝါသနာပါတယ်။တခုခုအားကစားပဲဖြစ်ဖြစ်เนาะစာဖတ်တာဆိုလဲစာဖတ်တာပဲဖြစ်ဖြစ် တောက်သမီးတို့လည်းအဲ့လိုတွေလှုပ်လိုက်လှုပ်လေးလှုပ်ထားရှိကြပါတယ်ဒီမှာဆိုရင်လည်းတီချဲတို့မောင်တန်းကတော့စာဖတ်တာအလွန်ဝါသနာပါပြီးတော့ကျောင်းစာတွေစက်မှတ်ပြီးချိန်ဝမှာတော့တနည်းအားဖြင့်ပြောရင်ပြောရမယ်ဆိုရင်ဒီချေတို့ကျောင်းကနေပေးလိုက်တဲ့အင်စာတွေအကုန်လုံးကို PC အောင်လုပ်ပြီးသွားတဲ့နောက်မှာကတော့ဘယ်အောင်လေ့လာလဲဆိုရင် ရှေးမြန်မာစာပေတွေကိုလေ့လာမှတ်သားတယ်တဲ့ကြီးလာရင်နဲ့စာရေးဆရာကြီးလုပ်မယ်လို့လည်းရည်ရွယ်ခဲ့ပါတယ်ဒါဆိုရင်သားတို့တမီးတို့ရော ကြီးလာရင်ဘာဘာဖြစ်ခြင်းလဲရီမှန်းချက်ရှိရမယ်ရီဝဲချက်ရှိရမယ်ဥပမာဆရာဝန်ကြီးဖြစ်ခြင်း ਨੇ ဒါဆိုရင်ဆရာဝန်ကြီးဖြစ်အောင်စာဘလို့စူးစမ်းမလဲဥပမာတော့ကဲဟုတ်ပြီဆရာမဖြစ်ခြင်း ਨੇ ဆရာမဖြစ်ခြင်း ਨੇ ဆိုရင်ရောဆရာမဖြစ်အောင်လို့ဘလို့စာတွေကိုလေ့လာပြီးတော့ဘလို့စူးစမ်းကြမလဲဒီမှာဆိုရင် တချေတို့မောင်တန့်ငါဆိုရင်တော့ကြီးလာရင်တဲ့စာရေးဆရာကြီးလုံမယ်လို့ကိုရည်ွယ်ထားခဲ့တာပဲဖြစ်ပါတယ်တဲ့ ဒီချေတော့ဖခင်ဖြစ်သူဖတ်ရှုတဲ့အင်္ဂလိပ်စာ သတင်းစာတွေကိုလည်းဖတ်ရှုကဘာသာပြန်နိုင်သူဖြစ်ပါတယ်တဲ့ဒီချေတော့အခုခေတ်မှာဆိုလဲတာလို့သမီးတို့ကျောင်းကိုပုံမှန်တက်တယ်ကျောင်းအပြင်ကိုတာလို့သမီးတို့အင်္ဂလိပ်စာလေ့လာတဲ့တာရဲ့သမီးလည်းရှိတယ်တချို့တတိလေးဆိုလို့ရှိရင်ဂျပန်စာတို့တရုတ်စာတို့အမျိုးမျိုးလေ့လာခဲ့တယ်နော်ဒီမှာဆိုရင်လည်းဥတန်းကတော့ ဖခင်ဖြစ်သူဖတ်ရှုနေတဲ့အင်္ဂလိပ်သတင်းစာတွေကိုရောဘာသာပြန်နိုင်သူတအူးဖြစ်ပါတယ်တဲ့။မောင်တန်းဟာဆိုရင်တော့ဗကြီးရေးဆွဲခြင်းကိုလည်းအထူးဝါဒနာပါပါတယ်တဲ့။ဗကြီးရေးဆွဲခြင်းကိုသူကဒါဆိုရင်ဥတ္တမဝါဒနာနှစ်ခုရှိပါတယ်။တစ်ခုကစာဖတ်တာဝါဒနာပါတယ်။နောက်တစ်ခုကဗကြီးဆွဲတာဝါဒနာပါပါတယ်တဲ့။အဲ့ဗကြီးဆွဲတာဝါဒနာပါတဲ့အတွက်ကြောင့်ဘာပုံလေးတွေဆွဲဖြစ်လဲ။ចောင်းပုံအိမ်ပုံ ညီငယ်လေးတွေရဲ့ပုံတွေကိုရေးဆွဲလေးရှိပါတယ်တဲ့ပကြီဆွဲတာဝါသနာပါတဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်တအားတို့သမီးတို့ဆိုလို့ရှိရင်လည်းတအားတို့သမီးတို့ပကြီလေးတွေဆွဲရသဘောကျတယ်ပကြီဆိုတာပုံဆွဲတာပါပဲပုံဆွဲတာကိုပကြီဆွဲတယ်လို့ခေါ်ပါတယ်ဒါဆိုရင်ဥတ္တဟဆိုရင်လည်းတီချဲတို့ပကြီဆွဲတာကိုလည်းအထူးဝါသနာပါတဲ့လူဖြစ်တဲ့အတွက်ကြောင့်ကျောင်းပုံတွေအိမ်ပုံတွေသူ့ရဲ့ညီလေးတွေညီမလေးတွေပုံကိုလည်းရေးဆွဲလေးရှိပါတယ်တဲ့ မောင်တန်းဟာဆိုရင်တော့1926ခုနှစ်မှာဆယ်တန်းအောင်မြင်ခဲ့ပြီးတော့ရန်ကုန်တပ်ဖွဲ့သူမှာပဲပညာသင်ကြားခဲ့ပါတယ်တဲ့ဘယ်နှခုနှစ်မှာဆယ်တန်းအောင်လဲဆိုရင်1926ခုနှစ်မှာဟုတ်ပြီဆယ်တန်းအောင်ပြီးသွားပြီဆယ်တန်းအောင်ပြီးသွားပြီဆိုရင်တာဟုတ်တမျိုးတက္ကသိုလ်တက်ရတော့မယ်ဟုတ်ပြီဘယ်တက္ကသိုလ်မှာတက်မှာလဲဆိုရင် မောင်တန်းကတော့ရန်ကုန်တက္ကသိုလ်မှာပညာသင်ကြားခဲ့တယ်တဲ့ပညာကိုကြိုးကြိုးစားစားလေ့လာသင်ယူခဲ့ပြီးတော့ရန်ကုန်တက္ကသိုလ် ဇခဲရည်လူပွဲအတင်းကြီးရဲ့အထွေထွေအတွင်ရေးမှုအဖြစ်ကိုရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရပါတယ်တဲ့တီချေတို့အဲ့တော့ကတက္ကသိုလ်တွေမှာဆိုရင်ပွဲတွေအမျိုးမျိုးလုပ်တယ်နော်ဇခဲရည်လူပဲစာပေဟောပြောပွဲနော်ဖကြီးပြိုင်ပွဲအဲ့လိုပွဲတွေအမျိုးမျိုးလုပ်တဲ့နေရာမှာမမောင်တန်းဟာဆိုရင်တော့ဖြင့်ဇခဲရည်လူပွဲရဲ့အတင်းကြီးဇခဲရည်လူပွဲမှာ တော်တဲ့အတွက်ကြောင့်စကရေလူပွဲအတင်းကြီးရဲ့အထွေထွေ အတွင်းရေးမှုအဖြစ်ကိုရွေးကောက်တင်မြှောက်ခြင်းကိုခံခဲ့ရပါတယ်တဲ့1928ခုနှစ်မှာကတော့ရန်ကုန်တက္ကသိုလ်ကနေဥပစာတန်းအောင်မြင်ခဲ့ပြီးနောက်ပန်းတနော်အမျိုးသားအထက်တန်းကျောင်းမှာဆရာအဖြစ်အမှုထမ်းခဲ့ပါတယ်တဲ့ ဒါဆိုရင်တချဲ့တို့ရန်ကုန်တက္ကသိုလ်ကနေဘာကိုအောင်မြင်ခဲ့တာလဲဆိုရင်ဥပစာတန်းအောင်မြင်ခဲ့ပြီးနောက်ပန်းတန်းတော်အမျိုးသားအထက်တန်းကျောင်းမှာဆရာအဖြစ်အမှုထမ်းခဲ့ပါတယ်တဲ့။ဦးတန်းဟာတဲ့မြန်မာတပြည်လုံးရဲ့အထက်တန်းဆရာအဖြစ်စောင့်မေးပွဲမှာ ပထမရရှိခဲ့ပါတယ်တဲ့။ဒါဆိုရင်တချဲ့တို့ကဒီမှာမှတ်ထားရမှာကတချဲ့တို့နေတဲ့နေရာတနေရာလေးထဲမှာပထမရခဲ့တာမဟုတ်ပါဘူး။မြန်မာပြည်တပြည်လုံးရဲ့ အထက်တန်းဆရာဖြစ်ဆောင်မေးပွဲမှာပထမဆုရရှိခဲ့တာပဲဖြစ်ပါတယ်။တနည်းအားဖြင့်ပြောမယ်ဆိုမြန်မာတနိုင်ငံလုံးမှာပထမဆုရရှိခဲ့တာပဲဖြစ်ပါတယ်။1932ခုနှစ်ကနေပြီးတော့1942ခုနှစ်အထိမှာပန်းတနော်အမျိုးသားအထက်တန်းကျောင်းအုပ်ကြီးအဖြစ်ဆောင်ရွက်ခဲ့ပါတယ်တဲ့။ဒါဆိုရင်ဒီချေတို့ဗနက်ခုနှစ်ကနေဗနက်ခုနှစ်အထိကိုကျောင်းအုပ်ကြီးအဖြစ်ဆောင်ရွက်ခဲ့တာလေ1932ခုနှစ်ကနေ1942ခုနှစ်အထိကို ပန်းတက်တော့အမျိုးသားအထက်တန်းကျောင်းအုပ်ကြီးအဖြစ်ကိုဆောင်ရွက်ခဲ့ပါတယ်တဲ့စာအသင် အပြကောင်းမွန်ခြင်းကြောင့်တပည့်တွေက အထူးချစ်ခင်လေးစားခဲ့ကြပါတယ်တဲ့စာအသင်အပြကောင်းတယ်ဆိုတဲ့နေရာမှာတာတို့သမီးတို့နားမလဲတာကိုနားလည်အောင်ရှင်းပြတတ်တာမျိုးဒါမှမဟုတ်တာတို့သမီးတို့မေးလိုက်တဲ့မေးခွန်းကိုစိတ်ရှိရှိနဲ့ပြန်ပြီးတော့ဖြေပေးတတ်တာမျိုးဒါမျိုးတွေကြောင့်စာအသင်ပြကောင်းမွန်ခြင်းတွေကြောင့်တပည့်တွေက အထူးချစ်ခင်လေးစားခဲ့ကြပါတယ်တဲ့ ဦးတန်းဟာဆိုရင်တော့ဖြင့်တဲ့မြမလွတ်လပ်ရေးအတွက်ကိုတဲ့စာပေရေးသားခြင်းနဲ့တိုက်ပွဲဝင်ခဲ့ပါတယ်တဲ့ဒါဆိုရင်ဦးတန်းကမြမလွတ်လပ်ရေးအတွက်တဖက်တန်လဲကနေပြီးတော့သူကူညီနိုင်တဲ့နေရာနေပြီးတော့ကူညီပေးခဲ့တာပါဘယ်လိုကူညီပေးခဲ့တာလဲဆိုရင်တော့ စာပေရေးသားခြင်းနဲ့တိုက်ပွဲဝင်ပြီးတော့ကူညီခဲ့ပေးတာပဲဖြစ်ပါတယ်။မြန်မာစာအရေးအသားကျွမ်းကျင်တယ်လို့တဲ့အင်္ဂလိပ်စာအရေးအသားကောင်းသူလည်းဖြစ်ပါတယ်တဲ့။ဦးတန်ကတီချဲတို့မြန်မာစာပေမှာတဲ့အရေးအသားကောင်းမွန်တာမဟုတ်ဘဲနဲ့အင်္ဂလိပ်စာမှာပါအရေးအသားကောင်းသူလည်းဖြစ်ပါတယ်။ တီလဝဆိုတဲ့ကလောင်နာမည်နဲ့သတင်းစာအဆောင်ပါတွေကိုရေးသားခဲ့ပါတယ်ကလောင်နာမည်ဆိုတာတာရုတ်သမီးတို့ဥပမာ တာရုတ်သမီးတို့နာမည်အရင်းကိုမတော်အသုံးမပြုဘဲနဲ့တာရုတ်သမီးတို့မှာတက်ခါတလေကြာရင်နာမည်လေးတွေရှိတယ်အဲ့ဒီနာမည်လေးနောက်တစ်မျိုးကိုခေါ်တာပါအဲ့ဒါကြောင့်တီချဲတို့ဦးတန်းရဲ့ကလောင်နာမည်ကတော့တီလဝပါဖြစ်ပါတယ်တိလဝဆိုတဲ့ကလောင်နာမည်နဲ့သတင်းစာဆောင်းပါးတွေကိုရေးသားခဲ့တာပဲဖြစ်ပါတယ် အခြားစာအုပ်များစွာနဲ့တဲ့ဘာသာပြန်စာအုပ်တွေကိုလည်းရေးသားခဲ့ပါတယ်တဲ့သတင်းစာဆောင်ပါးတွေနဲ့မကဘဲနဲ့အခြားစာအုပ်များစွာနဲ့ဘာသာပြန်စာအုပ်တွေကိုလည်းရေးသားခဲ့တဲ့သူတယောက်ဖြစ်ပါတယ်ဥဒဟာဆိုရင်တော့မိမိတက်ကြွတဲ့စာပေနဲ့လူမှုအကျိုးပြုစာပေတွေကို ရေးသားခဲ့တဲ့စာရေးဆရာတဦးလည်းဖြစ်ပါတယ်တဲ့ ဥတ္တဟာဆိုရင်တော့ဖြင့်သူတက်ကျွမ်းနဲ့စာပေနဲ့ကို လူဒုအကျိုးပြုတယ်လူဒုအကျိုးပြုဆိုရင်တာလုသမီးတို့ဘဟုသူတရစရာတွေတာလုသမီးတို့တိမှတ်ဖွဲရာရှိစရာအဲတိမှတ်ဖွဲရာအကြောင်းအရာလေးတွေကိုစာပေတွေကိုရေးသားခဲ့တဲ့စာရေးဆရာတူလည်းဖြစ်ပါတယ်တဲ့ဒီချေတော့မြန်မာနိုင်ငံကြီးလွတ်လပ်ရေးရပြီးတဲ့နောက်မှာတော့တဲ့ဥတ္တဟာ ပြန်ကြားရေးဌာနလက်ထောက်အတွင်းဝင်အဲ့ကနေမှတက်စင်အတွင်းဝင်တာဝန်ကိုယူခဲ့ပါတယ်တဲ့ဒါဆိုရင်ဒီထဲတော့လက်ထောက်အတွင်းဝင်ကနေတော့တက်စင်အတွင်းဝင်တာဝန်ကိုယူခဲ့တာပဲဖြစ်ပါတယ်1954ခုနှစ်မှာကတော့ဝင်းကြီးချုပ်ဦးနှုရဲ့အတွင်းဝင် အဖြစ်ကိုတာဝန်ယူခဲ့ပါတယ်ဒါဆိုရင်ဒီထဲတော့ဗနက်ခုနှစ်မှာ ဝင်းကြီးချုပ်ဦးနှုရဲ့အတွင်းဝင်အဖြစ်ကိုတာဝန်ယူခဲ့တယ်လဲဆိုရင်1954ခုနှစ်မှာဝင်းကြီးချုပ်ဦးနှုရဲ့အတွင်းဝင်အဖြစ်ကိုတာဝန်ယူ ူခဲ့ပါတယ်တဲ့ဥဒတ်ဟာတဲ့မြန်မာနိုင်ငံရဲ့စီမံကိန်းရေးဆွဲရေးလုပ်ငန်းများမှာပါဝင်ဆောင်ရွက်ခဲ့ပါတယ်တဲ့ပြည်တွင်းငြိမ်းချမ်းရေးအတွက်ကိုလည်းစေစပ်ညှိနှိုင်းရေးလုပ်ငန်းတွေမှာလည်းပါဝင်ဆောင်ရွက်ခဲ့ပါတယ်တဲ့ဒါဆိုရင်ဒီမှာတောက်တမျိုးမှတ်ထားရမှာနှစ်ချက်ရှိပါတယ်ဘယ်တွေမှာဥဒတ်ဟာဆိုရင်ဘယ်တွေမှာပါဝင်ဆောင်ရွက်ခဲ့တယ်လဲမြန်မာနိုင်ငံရဲ့စီမံကိန်းရေးဆွဲရေး ပြည်တွင်ငြိမ်းချမ်းရေးအတွက်ကိုစေစပ်ညှိနှိုင်းရေးလုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်ခဲ့ပါတယ်တဲ့ဒါကြောင့်နိုင်ငံတော်ကနေပြီးတော့ဥတန်ကိုဂုံထူးဆောင်ဘွဲတစိတ်တွေချီးမြှင့်ခဲ့ပါတယ်တဲ့ဥတန်ဟာတဲ့တန်တမန်ရေးရကျွမ်းကျင်မှုတွေအပြင်ကိုကဗတ်ရေးရတွေကိုနှစ်နှစ်ဆက်ဆက်လေ့လာထားသူလည်းဖြစ်ပါတယ်တဲ့ဒါကြောင့်1958ခုနှစ်မှာဥတန်ကို ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းတန်အမတ်ကြီးအဖြစ်တာဝန်ပေးအပ်ခဲ့ပါတယ်တဲ့ 1962ခုနှစ်နဝင်ဘာလ30ရက်နေ့မှာဦးတန့်ကိုကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်အဖြစ်ကိုအဖွဲ့ဝင်နိုင်ငံများကရွေးချယ်ခန့်အပ်ခဲ့ပါတယ်တဲ့တိကျပြန်ပြောပေးပါမယ်1962ခုနှစ်နဝင်ဘာလ30ရက်နေ့မှာဦးတန့်ကိုကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ်အဖွဲ့ဝင်နိုင်ငံများကရွေးချယ်ခန့်အပ်ခဲ့ပါတယ်တဲ့ ဥတန်းရဲ့နေမာပါနှံ့မှုညံအမျော်အမြင်နဲ့ကျွမ်းကျင်တဲ့စေစံညှိနှိုင်းမှုစွမ်းရည်တွေကြောင့်ကပအရေးအခင်းကြီးတွေကိုအောင်မြင်စွာဖြေရှင်းပေးနိုင်ခဲ့ပါတယ်တဲ့ဒီချက်ပြန်ပြောပေးပါမယ်ဥတန်းရဲ့နေမာပါနှံ့မှုတွေညံအမျော်မြင်တွေနဲ့ကျွမ်းကျင်တဲ့စေစံညှိနှိုင်းမှုတွေစွမ်းရည်တွေကြောင့်ကပအရေးအခင်းကြီးတွေကိုအောင်မြင်စွာဖြေရှင်းပေးနိုင်ခဲ့ပါတယ်တဲ့ ဦးတန့်ကိုတဲ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ်1966ခုနှစ်ဒီဇင်ဘာလ2ရက်နေ့မှာဒုတိယအကြိမ်မြောက်ထက်မှန်အတီးပြူရွေးချယ်ခဲ့ပါတယ်တဲ့ဦးတန်းဟာငိန်ချမ်းရေးကိုမြန်နိုးပြီးကမ္ဘာနိုင်ငံများရဲ့တိုးတက်ဖွံ့ဖြိုးရေးကို အထူးအာရုံစိုက်ကြိုးပမ်းခဲ့ပါတယ်တဲ့ ဒါကြောင့်ဦးတန့်ကိုငိန်ချမ်းရေးဘီတုကာအဖြစ်နိုင်ငံတကာကအသိအမှတ်ပြုခဲ့ကြပါတယ်ဦးတန်းဟာနိုင်ငံတကာအလဲမှာမြန်မာဂုံကိုစောင့်ပေးနိုင်တဲ့မြန်မာတမျိုးသားလုံးရဲ့ဂုံယူပွဲရာခေါင်းဆောင်အဖြစ်သမိုင်းမော်ကွန်ထိုးနိုင်ခဲ့ပါတယ်တဲ့။ဒါဆိုရင်ဒီချေတို့ဒီမှာငိန်ချမ်းရေးဘီတုကဦးတန်းဆိုတဲ့နာမည်လေးကဘလို့ဖြစ်လာလဲဆိုတာကိုတအားသမီးတို့သိပြီးလောက်ပြီးဖြစ်မှာပါ။ဒါကတော့ဒီချေတို့ရဲ့ ငင်းချမ်းရေးဘီတုကဥတန်းရဲ့ငယ်ဘဝပညာလေးလာခဲ့ပုံတွေနိုင်ငံရေးလှုပ်ရှားခဲ့ပုံတွေပဲဖြစ်ပါတယ်။ကဲတီချေရဲ့ဥတန်းရဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲ။ဒါတို့သမီးတို့လည်းဘိုးကျုပ်တို့လိုဥတန်းတို့လိုနိုင်ငံကိုအကျိုးဆောင်နိုင်တဲ့တာကောင်သမီးကောင်းလေးဖြစ်ပါစေလို့ဆုမကောင်းတောင်းပန်နေတဲ့သင်ငန်းစာလေးကိုအဆုံးသတ်လိုက်ပါရစေ။